မဒူဆာလို့ပြောတာရင်ခေါင်းပေါ်မှာမွေအများကြီးနဲ့ကြောက်စရာသဘောကြီးကိုပြည့်မြင်မိကြမှာ။သူနဲ့အကြည့်ချင်းစုံတဲ့သူတိုင်းကြောက်ရွံ့ဖြစ်ကုန်ကြတဲ့အကြည့်ချက်ကိုလည်းပိုင်ဆိုင်ထားပြီပေါ့။ထပ်ပြီးကြားဥကြည့်ဥကြမှာ။သူရဲ့ကောင်ပါစီယက်ကမဒူဆာရဲ့ခေါင်းပြကြီးနဲ့ပင်လယ်မိတ်ဆာရဲ့စီတက်စ်ကိုတက်ပြင်းသမီးတော်လေးအန်ဒရိုမီရာကိုကဲ။ဒါမျိုးသူရဲ့ကောင်ဆန်တဲ့အကြောင်းအရာတွေဇလန်းနေလည်းအများကြီးပါ။ဒီအကြောင်းအရာတွေရဲ့နောက်ွယ်မှာမဒူဆာတကယ်ရောမကောင်းဆိုးဝါးဖြစ်ခဲ့ရလားမဖြစ်ခဲ့ဘူးလား။ဒီနေ့မဒူဆာရဲ့ဘဝအကြောင်းပြောမယ်ဗျာ။ တကယ်တော့မဒူဆာဒီပုံစံနဲ့မွေးလာတာမဟုတ်ပါဘူး။ရန်လာတဲ့တာမန်ခရီးသူလေးတယောက်ပါပဲ။ရွှေရောင်စပင်းနဲ့အချစ်စရာကောင်းသူလေးပေါ့။မဒူဆာရဲ့အဖေနဲ့အမေကပင်လယ်နက်ဖျား focus နဲ့စီတိုတို့ဖြစ်ပါတယ်။သူ့မှာအမနှစ်ယောက်လည်းရှိပါတယ်။ဖျူရီနဲ့စတီနိုလို့ခေါ်ပါတယ်။ဂေါ်ဂိုညီမတွေလို့နာမည်ကြီးသူတွေပါ။သူတို့ကတော့မွေးကြရကြောက်စရာကောင်းတဲ့ပုံစံတွေနဲ့ပါ။ဒီထက်မှမဒူဆာတူတူဆန်းဆန်းတာမန်လူမင်းလေးအလားနဲ့ပေါ့ဗျာ။ သူကနှစ်ဖျားမှာအတီနာရဲ့ဖျားเจ้าမှာနေတဲ့အပြောစင်းလေးတယောက်ဖြစ်ပါအတီနာကိုယ်တိုင်ကလည်းအားလုံးတိကျတဲ့အတိုင်းစစ်နှစ်ဖျားမှာပြောစင်းနှစ်ဖျားမှာတယောက်ပါဆိုတော့မက်ထူဆာသူ့ရဲ့ပြောစင်းဘောအတီနာစီအနှင်းတိုင်နေထားတယ်လို့ပြောရမယ်ဗျဒါပေမဲ့ကန်ဂျမားမက်ထူဆာပေါ်ရက်ဆက်လွန်ခဲ့ပါရွှေအောင်စပင်းနေနဲ့ချစ်စရာကောင်းတဲ့မက်ထူဆာအတီနာရဲ့ဦးလေးတော်ဆက်သူပင်လယ်နှစ်ဖျားကြီးပို့ဆိုင်ကကျွေးသွားတာဗျ ဆိုအဒီနာရဲ့ဖះကြောင်းနဲ့ဒီလိုက်မထူဆားတဲ့အချက်ကိုအတိအဓမ္မသိမ့်မဲ့ပြစ်ပါဆိုပြုစင်နဖះမှာစိတ်ဆိုးတော့ဒီနေရာမှာနည်းနည်းတော့လွဲနေရဲ့ဗျအဒီနာကပို့ဆိုင်တောင်စိတ်ဆိုးရမယ်စားမထူဆားကိုအပြစ်ပေးရတယ်ဗျအပြစ်ပေးတာလည်းကြည်ဦးသူ့ရဲ့ရွှေရောင်စပင်လှလှလေးတွေကိုမွေတွေဖြစ်ပြောင်းပစ်လိုက်တာဗျဒိုင်မလာဆိုမဟုတ်ပါဂျန်သေးသူနဲ့အကြည့်ချင်းဆောင်တဲ့ဘသူမှမစိုးကြောက်ရွံ့ဖြစ်စေသားဆိုပြီးတော့ထူးဆန်းတဲ့အကြည့်တစ်ချက်ရအောင်ချိန်စာတိုက်ပေးလိုက်ပါလေ ထို့မဒူစာမီးရဲ့နှခါမှာပေါ့ဗျာတစ်ဖက်ကနတ်ပြားတွေဖြစ်နေတော့လဲဘာမှမတက်နိုင်ရှာတယ်ဟောနောက်တော့လူသူမနီးရဲ့စပီရိုကျွမောကူတခုမှာအထီးကျန်ကျန်နေသွားပါတော့တည့်မှာတော့ဆရာဖို့ပြင်ပိုလီဒက်တက်စ်ကသူရဲ့ကောင်ပါစီကိုအလုပ်တစ်ခုခိုင်းနေဗျာမဒူစာကောင်ငါ့စီယူခဲ့လို့အမိန်ပေးလိုက်တာပါအဲ့မှာပါစီရဲ့တယောက်မဒူစာကိုဒီတိုင်းတက်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးနတ်ပြားတွေအကူအညီယူရပါဟာမီစီရဲ့ဖက်နှက်ပြန် ဟေဒီစီရဲ့ပူပြောအုပ်ထုတ်အဒီနာရဲ့ဒိုင်းကစရတွေပါ။ဒါပြင်မဒူဆာရဲ့ဒီနေရာတိရကိုခရီးညီမ၃ယောက်ကိုရှာပုံတော့အရင်ဖွင့်ရပါသေးတယ်။သူတို့လမ်းပြလိုက်မှာပဲစာပီတွန်ကျိုးမောင်ကမဒူဆာတို့ညီမ၃ယောက်နေနေကြတဲ့တည်းတိခဲ့ရတာပါ။ကျိုးနေပဲနောက်ဆုံးမှာတော့ပါစီယက်စ်မဒူဆာစီရောက်ပြီပေါ့ဗျ။အဲ့ချိန်တော့မဒူဆာအိတ်နေရဗျ။ထိုင်မလဲမဒူဆာရဲ့မျက်နှာကိုဓာတ်ရိုက်မကြည့်ရဲပါဘူး။ အဒီနာရဲ့ခြေတန်းကတုံးပြီးပေါ်လာတဲ့ပုံရင်ကိုမှန်းပြီးခေါင်းကိုတခါလေးဖြတ်ပြလိုက်ပါတော့။မဒူဆာခေါင်းပြတ်သွားတော့လေဘင်းကနေကလေးနှစ်ယောက်ထွက်လာတယ်ဗျ။တယောက်ကရွှေသားကင်ခရိုင်ဆိုနောက်တစ်ယောက်ကကြာနတ်မင်းပြန်ပကိစ္စတိုဖြစ်ပါတယ်။ Class of the Titan ဇလန်းနဲ့မှာတော့ Perseus ကမဒူဆာစီရဖို့ပကိစ္စစီးသွားတာဗျ။ဆိုတော့ဇက်ကန်းနဲ့တကယ်ဒဏ်နိုင်နေတဲ့တခြားစီပေါ့ဗျ။ပကိစ္စဆိုရင်မင်းပြန်ကမဒူဆာခေါင်းပြတ်မှာထွက်လာတဲ့မင်းတောင်ဖြစ်ပါတယ်။ ထရယလုံးအပြီးမှာတော့ပါစီယက်စ်ကမဒူဆာရဲ့ခေါင်းကိုအတီနာစီလက်ဆောင်ပေးလိုက်ပါတယ်။အတီနာကသူ့ရဲ့ဒိုင်းငါမှာတက်ဆင်လိုက်ပြီးဒိုင်းငါကိုဂေါဂနီယွန်းလို့နာမည်ပေးလိုက်ပါတယ်။ထရယမကားသေးဘူးဗျမဒူဆာရဲ့သွေးတွေချမ်းပါသေးတယ်။အဲ့ဒီသွေးတွေကိုတော့အတီနာအစလီပီယက်စီပေးခဲ့ပါတယ်။မဒူဆာခေါင်းရဲ့ဘဲချမ်းကသွေးရလူတွေကိုသေစေနိုင်တယ်။ညာချမ်းကသွေးရသေပြီးသားလူတို့ပြန်ရှင်စေနိုင်တယ်ဆိုတဲ့လေ့ဝဲချက်ကို STP ရဲ့တည်သွားခဲ့ပါတယ်။ ဆိုတော့မလိုလားအတိုင်းမဖြစ်အောင်နှစ်ဖျားပြင်း Zeus ကို SDPS ကိုတုတ်တင်ပြခဲ့လို့ဆိုထားပါတယ်။အနည်းချောရင်ဗျာ Medusa ရဲ့ဇလံကနှစ်ဖျားတွေရဲ့လောဘနဲ့အတ္တတွေကြောင့်အပြစ်မရှိဘဲအပြစ်ပေးခံလိုက်ရတဲ့မင်းမပြိုလေးရဲ့အကြည့်ကွဲဝဲဇလံလေးတစ်ပုဒ်ပဲဖြစ်ပါလေဗျ။ဆုံးရအောင်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။